ငလင်းပြန်လဲထူထောင်ရေးအတွက်ချင်းဝင်လျှောက်ထားနိုင်ပြီလို့စစ်ကောင်ရှင်လက်အောက်ခံဗဟိုဘဏ်ကကြေညာခဲ့တဲ့နှစ်ပတ်တာကာလအတွင်းဘဏ်တွေကိုလာရောက်လျှောက်ထားသူနေပါနေသေးတယ်လို့ဘဏ်အတိုင်းဝိုင်းနဲ့နှိစက်သူတွေစီကသိရပါဗျာ။အင်အားဖြင့်စကိုင်းငလင်းကြီးတန်ခံခဲ့ရတဲ့နေမြေဒေသတွေပြန်လဲထူထောင်ဖို့၃နှစ်ကနေ၅နှစ်သက်တမ်းရှိတဲ့ချင်းဝင်တွေကိုတက်တာတဲ့အတူနှုံနဲ့ချေးပေးမှဖြစ်ပြီးချင်းဝင်တွေလျှောက်ထားနိုင်ပြီလို့ဗဟိုဘဏ်ကအော်တိုဘာလ18ရက်နေ့ကအသိပေးကြေညာထားတာပါ။ဒီချင်းငွေတွေကို AYA UAB, CB, CHID Bank, MCB, A Bank, Yuma Bank, Cambodia Bank, Myanmar Bank အင်းဝပန်းဘတ်မာချန်နဲ့ဇီကာဖိုင်နန့်စ်တို့ကနေလျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ်ဒီတော့လေဆယ်လာပိုင်းဆက်ခွာမှာတရားဝင်စင်ကြလိုက်တာဆိုတော့လောလောဆယ်သွားလေစောသေးလို့လာမသိဘူးဒါပေမဲ့မသိတဲ့လူတွေကလည်းများနေသေးလို့လားမသိဘူးလျှောက်တဲ့လူတိတ်မရှိဘူးလားမရှိတဲ့လောက်ပဲကွာလောလောဆယ်တော့စီပီဖန်ဘက်ကိုတော့မလာသေးဘူးတခြားဘန်ဆိုရင်တော့မပြောတတ်ဘူးပေါ့နော်ပြီးတော့လောလောဆယ်ဘယ်လိုလဲဆိုတော့သူကအဓိက အဲ့ဒီငလင်းတန်ဒေသတွေမှာကွာဘန်ခွဲကြီးရှိတယ်သမုဘန်သမားတွေဘန်နေပြူရာရှိရယ်ဝန်ထမ်းတွေတည်တာရှိရယ်အဲ့ဒါတွေကိုသမုဘန်ဒီဘက်ကရောချေးပေးတယ်အင်းထိကြိုက်တန်ရယ်ဝန်ထမ်းတွေလည်းထောက်ပံ့တယ်အဓိကဝန်ထမ်းတွေကိုတော့လုပ်ပေးထားရတော့ရှိရယ်ဒါပေမဲ့အပြင်လူတွေကတော့လောလောဆယ်တော့ချင်းွေတော့လာမချီသေးဘူးဒီလား တချို့ကြတော့လည်းဒီမှာကို့အပူနဲ့ကို့ဆိုတော့လေးဆိုလို့တည်င်းနေပါလေနားမထောင်ပြုနေတူအဲအဲ့ဒါအရာတကြအောင်နောက်ပြီးတော့တချို့တည်င်းနေကြတော့လည်းဟုတ်လားမသိမဟုတ်လားမသိတို့ကအတီးတကြပါတော့ဟိုမမနဲ့တည်င်းမှာဆိုတူကမလာကြရလည်းဖြစ်ဖြစ်မှာပေါ့နော်ဒါမှမဟုတ်လည်းအခုမှဆယ်လာပိုင်းပဲပဲရှိသေးလို့လာတော့မသိနောက်ပိုင်းကျရင်တော့ဘယ်လိုလာမလဲတော့မသိဘူးဘန်အနေနဲ့ပြန်လဲထူထောင်ရေးရန်ပုံငွေအတွက်ကနအူးမတီရန်ပုံငွေ700ဘီလီယံကိုအမျိုးသားတဘာဝဘေးရနယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေ700ဘီလီယံနဲ့ ဘိုဘဲရဲ့ဈေးကွက်တည်ငြိမ်ရန်ပုံငွေကနေ700ဘီလီယံစီထည့်ဝင်ထားတယ်လို့ပြောကြားထားပါတယ်။အရှိမြေပြည်မှာတော့အမှန်တကယ်ထိခိုက်ခံစားနေရသူအများစုကဒီအခြေအနေနဲ့ပတ်သက်ပြီးမသိရှိသေးတဲ့သူတွေကလည်းအများပြားရှိနေတယ်လို့ငလင်တန်ထိခဲ့တဲ့အသေးစားလက်စားလုပ်ငန်းရှင်တဦးကပြောပါတယ်။တင်ဦးတော်ညီမလေးမအားလို့တော့ဘာမှအကြောင်းမကြသေးဘူး။မကြသေးဘူးလို့အေးဘာမှလည်းဘာမှအကြောင်းမကြသေးဘူး။ တကယ်လို့ပြရဆိုရင်တော့ကောင်းတာပေါ့ပြီးတော့တကယ်ပြက်စီးရသူပဲရတယ်ဆိုရင်တော့ကောင်းတာပေါ့မပြက်စီးနဲ့ရောရောင်ထုတ်နေကြရရရှိအောင်ပါလေအချိန်ကြီးအိမ်ကျိုးလိုက်ပါလေဒါထောက်ခံချိန်မှမရပါဘူးသူဒီအောက်တမှုရနေတဲ့စင်ကြောင်းကြရမှာပေါ့ကောင်းတော့ပြက်စီးခြင်းလည်းသူတို့ပဲလိုက်ကောင်းတာဒီလိုလေးရှိရတာသူတို့ရက်ွက်ဥထွေမှုတွေကနေတစ်စင်ကြောင်းကြရမှာပေါ့မားရက်ွက်လည်းသူအမားတို့အိမ်ပိုင်းပြူရ20လောက်ရှိရပါဒါနဲ့ဒါဘာမှကိုကလည်းလိုက်နေနေတာသူတို့ကဘာမှမလာမပြောဘူး မသိရောမသိပါတရင်းစာဘယ်သူမှမဖတ်ဘူးလေလက်မကြည့်ဘူးဆိုတော့ဒါ online မှာလဲဟိုမီဒီယာတွေကကြော်ညာမှလဲရမှာနော်ငလင်ကြီးဖြစ်ခဲ့ပြီးတဲ့နောက်အထိနာခဲ့ရတဲ့နေရာဒေသကရက်ကြီးအုပ်ကြီးတွေဟာပျက်စီးစီးရင်တွေလိုက်လံကောက်ခံတာတွေလုပ်ခဲ့ပေမဲ့အကူအညီအထောက်ပံ့မရကြသူတွေကလည်းဒီကနေ့ထိတိုင်အများပြားရှိနေသေးတယ်လို့ငလင်တန်းထိခဲ့တဲ့ပြည်သူတွေစီကသိရပါဗျ။ ဒီနေ့2025မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်နေပြည်တော်မန္တလေးတိုင်းသခိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတို့မှာနေအိမ်တွေဆက်ယုံအလုပ်ယုံတွေနဲ့စီးပွားရေးလုပ်ငန်းတွေအမြောက်အများထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ငလင်ကြီးလှုပ်ခတ်ခဲ့တာပြီးခဲ့တဲ့အောက်တိုဘာ28ရက်က9လပြည့်သွားပြီဖြစ်ပြီးအထည်နာခဲ့ရတဲ့မျိုးတွေမှာတော့လက်ရှိချိန်ထိအဆောက်အဦတွေဖြိုဖျက်နေရဆဲအစ်စ်မှသာရှိနေသေးဖြစ်တယ်လို့ တစ်ဖက်မှာလည်းပြည်လဲထူထောင်နိုင်ဖို့ဒေသခံတွေဟာရုန်းကန်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်ဗဟိုဘဏ်ကကြေညာချက်အတိုင်းချင်းငွေလျှောက်ထားသူတွေဟာချင်းငွေအတုံးနှုံးတွေအနေနဲ့နေနဲ့အဆောက်အုံပြည်လဲတိစားရေးအတွက်သုံးရခိုင်နော်။ MSME လုပ်ငန်းတွေအတွက်လုပ်ငန်းလက်ပတ်ရင်းနှီးငွေဆက်ပစ္စည်း၊ရေ၊မီ၊ဆိုလာနဲ့ရင်းနှီးမြှုပ်နှံမှုအတွက်900ခန်းနှုန်းလိုသတ်မှတ်ထားပါတယ်။ဒါပြင်ဆက်ယုံလုပ်ငန်းကြီးတွေပြန်လည်ပြုပြင်ရေးနဲ့လက်ပတ်နိုင်ရေးအတွက်900ခန်းနှုန်း နိုင်ငံပိုင်အခြေခံအဆောက်အဦတွေတာဝန်ယူတည်ဆောက်နေတဲ့စောက်လော်ရေးကုမ္ပဏီတွေအတွက်ယာယီချင်းငွေအတုံးလုံး900ခန့်လုံးဆိုပြီးသတ်မှတ်ထားပါတယ်။